အားလုံးမင်္ဂလာပါယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုမာကဇင်ဦးစုစည်းတင်ဆက်ထားတာပါဒီကနေ့မှာတော့ကြက်တီအခြေခံသတင်းကြောင့်လည်းတကူလာရောက်မျှော်ရွာဖြစ်ပါတယ်ဒီကနေ့အဲဒီသတင်းများဆိုရင်ဒါလုံးခွန်ရဆိုရှယ်မီဒီယာတွေမှာရောပြီးတော့မီဒီယာတွေတော်တော်များများမှာရောဒါတင်ဆက်ပြန့်နှံ့နေတဲ့သတင်းလေးဖြစ်ပါတယ်ပါဠိလဲဆိုလို့ရှိရင်မှာတော့ဒီအမေရိကန်ဆိုရပေါ့နော်တမတ်တော်နဲ့ထိုင်ကနေပြီးတော့ဒါမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ DPS ဆိုတဲ့ယာယီနေထိုင်ခွင့်ကိုကျော်တင်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် အဲဒီတရင်ကြောင့်ရလေးကိုဒါအမေရိကန်နိုင်ငံရဲ့အမိမီလုံကျော်ရေးဌာနကညညာလိုက်တယ်လို့သိရပါတယ်။နိုဝင်ဘာလ24ရက်နေ့တနင်္လာနေ့ကညညာလိုက်တာဖြစ်ပါတယ်။အဲ့တော့ DPS ဆိုတာက temporary protective state လို့ခေါ်ပါတယ်ပေါ့နော်။ဒါယာယီခုံလုံးခဲ့ပေါ့။အဲ့တော့ယာယီခုံလုံးဓာရီနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံကိုကျွန်တော်တို့မြန်မာနိုင်ငံကဒီ2021ခုနှစ်မှာ နိုင်ငံရေးဖြစ်စေရနောက်ပိုင်းမှာဆိုရင်ကျွန်တော်မြန်မာနိုင်ငံကနေပြောတာအမေရိကန်နိုင်ငံကို refugee ရှောက်ထားတာရှိတယ် refugee ဆိုတော့ဒုက္ခတွေပေါ့နော် PND ရာရီခေါ်လုံးဝင် DPS တွေရှောက်ထားပြီးနေတိုင်းရတာရှိတယ်ပြီးရင် asylum ခံပြီးတော့ green card ဆက်ရှောက်တာမျိုးတွေအဲ visa အမျိုးမျိုးပြောင်းလဲပြီးရှောက်တာမျိုးတွေဒါမျိုးတွေခံကြရတာရှိကြတာပေါ့နော်နည်းနည်းအကြီးဆုံးကတော့ဒီ၃ခုပေါ့ အဆိုင်နိုင်ငံခံလာရဲ့ပြီးရင်ဒီ DPS နဲ့နေတာရဲ့ပြီးရင် refugee ပေါ့ refugee ကတော့အရင်မှာအစင်းနဲ့အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် refugee ရှောက်မယ်ဆိုရင်အမြန်မာနိုင်ငံထဲမှာနေနဲ့သူက refugee ကိုလက်လျှောက်တယ်။လျှောက်တော့ဟိုဘက်ကနေပြီးတော့ refugee အနေနဲ့လက်ခံလိုက်ပြီးဆိုတော့နဲ့မြန်မာနိုင်ငံကထွက်တဲ့ခြေလမ်းနိုင်ငံကစပြီးတော့လေရင်လက်မှအဆုံးအဲဈာထဲမှာနေထိုင်စားတော့ဟိုရောက်ရင်လည်းချက်ချင်းမှနေထိုင်ဖို့ရအတွက်ကိုအဲဒါစီစဉ်ပေးတဲ့အကူအညီတွေပေးတဲ့ ဒါအစီအစဉ်မျိုးတည့်ရလို့တော့တို့တို့လေးလာထားရှိပါတယ်အဲ့တော့ refugee ကတော့ဒါအဲတို့အဲ့ဗါလေ CRPH တို့ MUT တို့ကဟိုတကယ် BNB တွေမှာရှောက်ပြီးရပါတော့เนาะရှောက် BNB တို့ကတို့တို့ refugee အနေနဲ့ရှောက်ထားပြီးရယ်အငွေကြေးပမာဏတစ်ခုနဲ့ရှောက်ထားပြီးလို့သိရတယ်အဲ့ထက်တစ်ဆင့်နိုင်ငံသူကြတော့အခုလိုမျိုး TBS လို့ခေါ်တာပေါ့เนาะ TBS ဆိုတာဒါရိုင်းခေါ်လို့ ဒီထိုင်ခွင့်ပေါ့အဲ့ဒါလေး DPS နဲ့ရှောက်တာလို့ရှိရပြီးရင်ဟိုရောက်မှ DTPS ကကြတော့သူက refugee လိုမျိုးမဟုတ်ဘူးပေါ့နော်အဟိုကအမေရိကန်နိုင်ငံကိုအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိပြီးတော့မှအရင်ဒီထိုင်ခွင့်ရှောက်ထားတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးရှိတယ်နောက်တစ်ခုကကြတော့ assignment ခံတာအဲ့ဒါကကြတော့ကျွန်မအရင်ကြီးတော့နားမလည်ဘူးအဲ့တူပေမဲ့ဒီ assignment ခံပြီးတော့လို့ရှိရင်တော့သူကအဲ့ဒီအမေရိကန်နိုင်ငံမှာဒါ refugee ဟိုကပေါ့အရင်ဒီထိုင်ခွင့်လည်းရမယ်ပြီးရင် green card ပေါ့နော်ဒီအဲ့နိုင်ငံသားဖြစ်တာ ငါနဲ့နေထိုင်ပြီးတော့လို့ရှိရင်ဒါအမေရိကန်နိုင်ငံသားခင်ယူလို့ရတယ်ဆိုတာမျိုးတော့ရှိတယ်လို့သိရတယ်ပေါ့နော်အဲဒါလေးရှိပါတယ်အဲ့တော့အခုဒါအမေရိကန်ပြည်အောင်စုပြည်တွင်းလုံခြုံရေးဌာနကနေပြီးတော့ဒါပေးထားတဲ့ TBS နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ temporary protective status နဲ့ပတ်သက်ပြီးတော့ဒါလက်ခံထားတဲ့လူပေါင်း3900ကျော်4000ကျော်ရှိတယ်လို့သိရတယ်ပေါ့နော်အဲ့ဒီဟာကိုရက်သေးလိုက်ပြီးဆိုတော့ဒီလူပေါင်း4000ကျော်လောက်ကဘယ်ကိုရောက်လာမှာလဲတခြားဘက်ကတော့မြန်မာနိုင်ငံကိုပြန်ရောက်လာဖို့များပါတယ်။နောက်မြန်မာနိုင်ငံကိုပြန်ရောက်လာဖို့များပါတယ်။အဲ့အဲ့တော့ဒီဟာကနောက်ထပ်ဒါတက်တန်း အဲတိုးလို့မရတော့အောင်လို့ကိုပဲဒါ25ရက်နေမှာပေါ့နော်ဒီလွယ်မလာ25ရက်နေမှာသူကတက်တယ်အပြည့်မှာပေါ့ပြည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြားထဲမှာနောက်ထပ်တယောက်ယောက်ကကန့်ကွက်လို့မရအောင်တယောက်ယောက်ကဟန်သားလို့မရအောင်ဒါသူကမနဲ့ပြန်လို့ပြည့်ပြီးကိုဒီလိုကနေပြီးကတ်ပြီးတော့အချင်းညာတာဖြစ်ပါတယ်ဆိုလိုချင်တာတော့ဒါဘလို့အကြောင်းကြောင်းနဲ့မှဒီ DPS မားရီအမေရိကန်နိုင်ငံနေနဲ့လက်ခံဟိုရာအစီအစဉ်မရှိတော့လို့ဒါပြပြတတချိန်ညာချက်ထုတ်တာလို့တော့ကျွန်တော်တို့ကမြင်မိပါတယ်အဲအဲ့တော့ ဒီအမိမေလုံးပြောထားတာစညာလိုက်တဲ့ဒီစာကြီးညာချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထောက်ခံသွားတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပြောပါနိုင်ငံကနိုင်ငံတို့နိုင်ငံသားတွေကပြီးခဲ့တဲ့ဂျပန်အတွင်းမှာဒါအမေရိကန်တန်ယုံရှိမှလားအင်ဂျီလိုရှိမှလားမသိဘူးသူတို့ဆန္ဒပြဝင်တည်းရဆောင်ရွက်လိုက်တယ်လို့သိရပါတယ်။အဲ့တော့ဆန္ဒပြတွေကအရင်တုန်းကသူတို့ဒီဂျိုးပိုင်နိုင်ခစ်ကလိုမျိုးထင်ပြီးတော့ဒီ Donald Trump လက်ဆောင်မှာသူတို့ဆန္ဒတွေပြရတယ်ပေါ့နော်။အဲဒီလောက်တော့ ဇလန်းတွေရှုပ်တဲ့ဟာတွေငါနိုင်ငံမှာမနေကြနဲ့သွားဆိုတဲ့တတအနေထားနဲ့ထုတ်ခံလိုက်ရတယ်လို့ပြောရင်လည်းမမအောင်ပေါ့နော်အဲ့တော့ကျမတို့ကတော့ဒီတဲ့လေးကိုပြုံးပြုံးလေးကျင်ညာနေတာဖြစ်ပါတယ်နော်အဲ့တော့အခုကတော့ဒါအမေရိကန်နိုင်ငံကဒီပြောဒီလူပေါင်း၄000လောက်အကုန်နှိမ်ထုတ်လိုက်တဲ့တည်င်းပေါ့နော်အဲ့တော့ဒီအမေရိကန်နိုင်ငံကနေဒီလူပေါင်း၄000ကနေမြန်မာနိုင်ငံကို အပြုံပြုံလေးပေါ့နော်ဝင်လာပါပြီးရင်ရန်ကုန်လေဆိပ်ကနေပြုံပြုံလေးပဲအင်းစင်ထောင်တွေကိုတန်းသွားပါလို့ကျွန်တော်တို့ကတော့ဒီနေရာနဲ့ပြောချင်တယ်အဲနောက်ထပ်တစ်ခုကကြတော့မလေးရှားနိုင်ငံမှာလည်းမြန်မာနိုင်ငံကနေပြီးတော့ CDM လုပ်ထားတဲ့သူတွေမလေးရှားနိုင်ငံမှာပေါ့နော်ဒီအလုပ်သမား work visa နဲ့မဟုတ်ဖဲနဲ့ပေါ့နော်အလုပ်လုပ်ဖဲအကြောင်းတက်ဖဲ visa နဲ့မဟုတ်ဖဲနဲ့အတခြားအကြောင်းမျိုးမျိုးနဲ့ဒါ CDM ဖြစ်ပြီးတော့ပဲဖြစ်ဖြစ် ရှားရင်နေထိုင်ပြီးတော့ဖြစ်ဖြစ်တရားမဝင်ဝင်ရောက်လာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ထားတဲ့သူတွေအနေနဲ့ passport တွေတတ်တတ်လို့ညားတော့ဘူးဆိုတော့တွေ့လိုက်ပါတယ်။အဲဒါလေးတွေတော့တခြားစစ်စစ်ဆက်သိအောင်လို့ထပ်ပြီးတော့လေ့လာနေပါတယ်။အဲ့တော့ American နဲ့ Malaysia မှာမြန်မာနိုင်ငံကိုစန့်ကျင်အနောက်ရှက်တော်လန်ပုံကံနေတဲ့စူပူအောင်ကြအောင်လုပ်နေတဲ့သူတွေအနေထိုင်လို့မရတော့ပါဘူး။မြန်မာဒါလည်းဒါဒီလည်းပဲမြန်မာနိုင်ငံရဲ့ပုံကံမှာဖြစ်ပါတယ်။ပေါ့နော်အဲ့တော့နေထိုင်လို့မရတော့ပါဘူးကြာခင်နောက်ထပ်ထိုင်းနိုင်ငံတို့စင်ကာပူနိုင်ငံတို့ကိုရီးယားနိုင်ငံတို့လည်းဒါမျိုးတွေဖြစ်မလာဘူးလို့တော့ ပြောလို့မရဘူးပေါ့နော်ဒါလေးကြိုတင်ပြီးတော့ပြင်ဆင်ထားကြပါအဲ့တော့ဟိုကျွန်တော်နိုင်ငံပါလိကျွန်တော်လေးတစ်ခုတတိယလို့ပြောလိုက်ပါဦးမယ်တမောင်းဒီပြီးတော့နှိမ့်ထုတ်လိုက်ကြရနော်အဲဒီဒီအိုက်တမ်ကတော့ data mode ကဝယ်ယူစီချက်ကိုရုပ်ငင်းမြောင်းလာမကောင်းဆိုးဝါးတစ်ခွေသတ်မှတ်ပြီးတော့တမောင်းဒီပြီးတော့နှိမ့်ထုတ်ကြလေတကယ်တမ်းထွက်သွားရတာကဘာတူလဲခင်ဗျားတို့ဒါတမောင်းဒီညစဉ်ပဒနာကြီးဆိုရင်အချိန်မှတီးခဲ့ကြရတယ်တကယ်တမ်းထွက်သွားခဲ့ကြရတာဘာတူလဲပန်ဆယ်လိုအမေရိကရောက်နေလေ နော်ဆိုဝေဆိုတော့ဘယ်ရောက်နေပြီလဲမျိုးရတော်တိတ်လို့ဖျောက်သွားပြီလေချီမွန်တော့ဖျောက်သွားလေမြေမောက်ကတော့ဖျောက်သွားလေကိုပေါက်လိုမီတာဆိုရင်ဖျောက်သွားလေနောက်ပြီးတော့အဲ့အော်ဘောဘာလဲဘာတို့အဖွဲ့ကြီးလူရှင်တော်နာမည်တော့တတ်မပြောတော့ဘာအဲ့အဖွဲ့ကြီးဖျောက်သွားလေနိုင်ငံတော်ကိုဖျက်ဆီးပုံကံနဲ့မကောင်းဆိုးဝါးတွေဒါအမှန်တကယ်ထွက်သွားရတာပါနော်နိုင်ငံတော်ကျမတို့ကလူကောင်းတွေဖြစ်ရတဲ့ကြောင့်ကျမတို့ကကိုယ်နိုင်ငံတွင်မှာပဲကျမတို့ကအေးအေးဆေးဆေးနေရပါတယ် နော်ကျမတို့ကမကောင်းဆိုးဝါးမဟုတ်တဲ့အတွက်ကြောင့်လို့ကျမတို့ကလူကောင်းကြီးဖြစ်တဲ့အတွက်ကြောင့်လို့ဒီနိုင်ငံတွင်းမှာပဲအေးအေးဆေးဆေးနဲ့အဒီနိုင်ငံမှာရှိရဒီမျိုးမှာခြေောက်ချပြီးနေဒီရရှိကိုတောက်ပြီးတော့ဒီနိုင်ငံထွက်တဲ့ဆန်သဘောကိုပဲနေစဉ်စားသုံးပြီးတော့ဒီနိုင်ငံမှာကျမတို့စိတ်လေးချမ်းသာစွာနေထိုင်နေရတာဖြစ်ပါတယ်အဲ့တော့မကောင်းဆိုးဝါးကဘာတူလေလဲဆိုတာဒီနေရာမှာပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်သားအောင်ပတိရအောင်လို့ပြောပြခြင်းဖြစ်ပါတယ်ဒါလေးကတစ်ခုပေါ့နော်အဲ့တော့ဟလာအမေရိကန်နိုင်ငံနဲ့မလေးရှားနိုင်ငံမှာတော့မှာ ဒါလိုင်းပေါ်မှာနေပြီးတော့ကျမတို့နိုင်ငံကိုမတိမငိမ်ဖြစ်အောင်စုကူအောင်ကြမှုတွေဖြစ်အောင်လို့လှုပ်ဆော်မြောက်ထိုးပင့်ကောလုပ်နေတဲ့သူတွေကိုအခုအဲကျမတို့နိုင်ငံကဒါရှိတဲ့ရှိရှိတတ်မြပေါ့နော်ဒါတမတီဝါ၎င်းတမျက်တီးတာဒါအကြောင်းမျိုးမျိုးနဲ့ခင်ဗျားတို့ဒုက္ခပေါင်းအောင်ကြောက်အောင်ဒါပြန်လည်ပြီးတော့ဆောင်ရွက်ပေးနေပြီပြီးရင်ကျမတို့နိုင်ငံမှာခင်ဗျားတို့တွေမြောက်ထိုးပင့်ကောလုပ်ခဲ့လို့ဆုံးရှုံးသွားတဲ့ မိသားစုတွေပြည်သူတွေတည်ဆုံးသွားတဲ့သူတွေတို့တွေရဲ့အသက်တွေဝန်းကျင်တွေတို့မိသားစုတွေရဲ့မြေတားပုံစံတွေနဲ့ကျွန်တော်တို့ကိုကောင်းကောင်းကြီးဒါဒုက္ခကြီးကိုရောက်နေပြီအဲ့တော့အဲ့ဒုက္ခတွေကိုလည်းပြုံးပြုံးလေးခံစားကြပါဝတ်တည်ပြန်လာတဲ့ဝတ်တည်ပြန်လာတဲ့အခါကျရင်လည်းပြုံးပြုံးလေးပဲခင်ဗျားတို့ဝတ်လည်ခံလိုက်ကြပါနော်အဲ့တော့ခင်ဗျားတို့အခုပြောတယ်ဟာငါတို့ကတော့ပြုံးပြုံးလေးဇက်ကောက်ဘယ်နိုင်ငံကဘယ်ယုံမှချိခဲ့တာ Okay ကောင်းပြီအခုလည်းမြန်မာနိုင်ငံဟိုဒါပြုံးပြုံးလေးပဲရန်ကုန်လေးစိတ်ကနေအင်းစိန်ထောက်ပြုံးပြုံးလေးပဲဝင်သွားကြပါ အခုထိုင်းနိုင်ငံမှာလည်းဒါဖြည့်ချင်းနေပြီလုံလုံလေးပဲလက်ပြကူကြပါနော်အဲ့ဒီနိုင်ငံမှာနေနေတဲ့သူတွေအဲ့တော့မကြခင်တလောက်ဟိုဒီမိုကရေစီရဲ့ဗိုလ်ကိနိုင်ငံကြီးပါဆိုတော့အမေရိကန်နိုင်ငံမှာတော့ဒီလိုတွေဖြစ်လာပြီးအခုဆိုရင် TPS တွေကိုဒါကန်ထုတ်ပြီမကြဘူးမကြခင်အရဖျူဂျီတွေလည်းကန်ထုတ်ခံရနိုင်တယ်ရဖျူဂျီတွေဆိုရင်အခုထပ်တောင်ရှောက်ခွင့်မပေးတော့ရက်တန်ထားတာတော်တော်များကြာပြီ အဲ့တော့ refugee လက်ကမ်းထုတ်မခံရဘူးလို့မဆိုလို့နိုင်ဘူးပြီးရင် green card သမားတွေကျွန်မကြားတယ်နော် green chain အဲ green card သမားတွေတောင်မှဒါပြန်ပြီးတော့ interview လုပ်မယ် interview လုပ်ပြီးမှပြန်မှပဲဆက်လက်နေထိုင်ဝင်ပေးမယ်မဟုတ်ရင်ပြန်ပြီးတော့ကမ်းထုတ်မယ်ဆိုတဲ့တနည်းနည်းပါကျွန်တော်တို့ထပ်ကြရတယ်အဲ့တော့ green card သမားတွေအဲ့နိုင်ငံမှာနိုင်ငံသား green card နဲ့နေတဲ့သူတွေပြီးရင်နိုင်ငံသားခံယူဖို့ရှောက်ထားနေတဲ့သူတွေရောတတိထားပါ နော်တတိထားပါအဲ့တော့ကျမတို့နိုင်ငံကတော်ရုံမဟုတ်ပါဘူးမြန်မာနိုင်ငံကြီးဖုံးကန်အင်မတန်ကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျမတို့နိုင်ငံကိုပြုတ်ပွဲပျက်စီးအောင်ကျမတို့နိုင်ငံကိုမတည်ငြိမ်မှုတွေဟိုဒါအဝေးနိုင်ငံရက်ချားနေပြောရရင်ပြရှင်းရှင်းလေးထင်တာမြင်တာကိုပြောရလို့ရှိရင်ဟိုကိုယ်နိုင်ငံကိုယ်အိမ်ကိုသူများအိမ်ရောက်တော့ကိုယ်အိမ်ကိုမိနဲ့လှရှုပ်တယ်လို့ပေါ့ဟို YouTube ကဟိုအခုတယောက်ပြောသလိုပဲ အခုများရောက်တော့ကိုယ့်အိမ်ကိုလှမ်းပြီးမီးရှို့တယ်လို့ပဲအခုအဲဒီနိုင်ဒီမှာမီးတွေလောင်နေပြီးကိုယ့်အိမ်ကြီးမီးလောင်နေတာကိုယ့်အိမ်လို့မသိဘဲနဲ့သူများရောက်တော့ဟာဘုဘအိမ်ကြီးမီးလောင်နေပြီးပြောလိုက်တာဘုဘအိမ်ကြီးပူလောင်နေပြီးအခုအဲ့ဒီမီးတွေတော့ခင်ဗျားတို့ခုံစင်းရမှာနော်ကျမတို့ကအေဂျင့်နဲ့ရောင်းပတ်မှာရှိနေတယ်ပြောရတယ်ကျမတို့ကတော့မလောင်ကြမ်းဘူးအခုခင်ဗျားတို့ရှို့တဲ့အဲ့လောင်ကြမ်းပါတယ်လို့ခင်ဗျားတို့စိတ်ထဲမှာထင်နေတဲ့အဲ့ဒီနေရာကြီးကိုခင်ဗျားတို့ကိုယ်တိုင်အခုခုံစင်းရတော့မယ်အဲ့ပြုံးပြုံးလေးပဲခုံစင်းခဲ့ကြပါနော်အဲ့ဒါလေးပြောချင်ပါတယ်အဲ့တော့အော်ကျမတို့ အဲ့တော့ဒီချက်တွေရှိတဲ့တင်လေးပြီးသွားပြီဆိုတဲ့အခါမှာကျွန်တော်မင်္ဂလာရှိတဲ့တင်လေးနဲ့ပိတ်ပါမယ်เนาะအမင်္ဂလာရှိတဲ့တင်ရပါလေဆိုရင်ကျွန်တော်မြန်မာနိုင်ငံရဲ့အဲဒီ data တမလာကြီးပေါ့เนาะတမလာကာဝေးဦးစီးချုပ်ကိုလုံဝင်းမင်းအောင်လာရဲ့ဖိတ်ကြားချက်အရာဒါ Belarus တမလာကြီးကမြန်မာနိုင်ငံကိုချစ်ချင်ခီတရားဝင်လာရမယ်လို့သိရပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့နိုင်ငံကိုတင်ပြ agency နဲ့ကျွန်တော်တို့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေတဲ့ဘယ်နိုင်ငံက လို့ကိုမဆိုပေါ့နော်ဘယ်နိုင်ငံအကြီးအကဲဆိုကျွန်တော်တို့ကြိုးစားဖို့ရအသင့်ရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုနေစင်တဲ့အမြပေါ့နော်ဒီအထိုင်းမြန်မာနေဆက်မှာရှိတဲ့ရှုပ်ဖို့ဒေသဘက်မှာရှိတဲ့အကြဖြန့်ကြီးကြဖြန့်အခိုင်းတွေကိုနှိမ့်နေတယ်ကြဖြန့်အလုပ်ရုံတွေကိုဖျက်ဆီးတယ်ပြီးရင်ကြဖြန့်လုပ်သားတွေကိုဖမ်းဆီးရေးယူတယ်အဲဒါတွေကိုမိစင်တဲ့အမြဆောင်ရွက်နေရဖြစ်ပါတယ် Telegram ကိုအသုံးပြုပါ Telegram မှာသတင်းကြောင်းရာတွေကိုအချိန်နဲ့မျှ တို့ညောက်ဝေးပေးနေပါတယ်။နောက်ရက်တိုင်းမှာလည်းထူးခြားတဲ့အတင်းကြောင်းရရင်တို့ချက်ပြီးတော့လာခဲ့ပါအောင်ရှင်။မင်္ဂလာရှိသောညချမ်းလေးပါရှင်။